အခုတင်ဆက်ပေးမယ့်သတင်းကတော့ကမ်းဘလူးမျိုးနယ်ဖြစ်စဉ်မှာနောက်ွယ်မှာလှုံ့ဆော်ဖန်တီးသူရှိမရှိစတင်ဆက်ဆဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးကမ်းဘလူးမျိုးနယ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ဖျက်ဆီးမှုဖြစ်စဉ်ကိုနောက်ွယ်မှာကြိုးကန်လှုံ့ဆော်ဖန်တီးသူရှိတယ်လို့ဒေသခံတွေကပြောကြားခဲ့တဲ့အတွက်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးနောက်ွယ်မှာလှုံ့ဆော်ဖန်တီးသူရှိမရှိကိုစတင်ဆက်ဆဲနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်လုံခြုံရေးဌာနမှဒုတိယရဲမှူးကြီးမင်းအောင်ကပြောပါတယ်။ ်လက်ရှိမှာတော့အဆိုပါအကြမ်းဖက်ဖြစ်စဉ်ကနေကျူးလွန်တယ်လို့ယူဆရသူ၁၁ဦးကိုဖမ်းဆီးထားပြီးစတင်စစ်ဆေးနေပြီဖြစ်ပါတယ်။အခုလိုဖမ်းဆီးခံထားရတဲ့၁၁ဦးထဲမှာကိုတိုင်ပါဝင်ခြင်းမရှိသူတွေလည်းပါဝင်နေတာကြောင့်အဲ့ဒီထဲကအစာပြုခဲ့တဲ့ကျူးလွန်သူတွေကိုစစ်ဆေးမယ်လို့သိရပါတယ်။ဒီလိုစစ်ဆေးပြီးဖြစ်စဉ်ကိုနောက်ွယ်ကဖမ်းသိသူရှိမရှိဆိုတာကိုပါစုံစမ်းသွားမှာဖြစ်ပြီးအခုချိန်ထိစစ်ဆေးမှုအရနောက်ွယ်ကဖမ်းသိသူရှိနေတယ်လို့မကြသေးကြောင်းဒုတိယရဲမှူးကြီးမင်းအောင်ကပြောပါတယ်။ ဖြစ်ပွားခဲ့မှုဟာအောက်တိုဘာ24ရက်နေ့ညနေပိုင်းကစကိုင်းတိုင်းဒေသကြီးကံဘလူမြို့နယ်ထန်းကုန်းကျေးရွာမှာအမျိုးသမီးတအူးကိုအစ္စလမ်ဘာသာဝင်အမျိုးသားတအူးကအာဓမပြုခြင်းမှုစူးစမ်းရာကအစာပြုကအကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ထိအဆိုပါဖြစ်ရမှာတည်ဆုံးခဲ့သူမရှိဘဲပျက်စီးမှုအနေနဲ့အင်ဂျီ40နီးပါးရှိပြီးကြိုတင်ဖန်တီးမှုရှိမရှိကိုတော့မသိသေးဘူးလို့စကိုင်းတိုင်းဒေသကြီးသတင်းရဲတပ်ဖွဲ့ကရဲမှုစုအောင်ကဆိုပါတယ်။ ဒါအပြင်လက်ရှိမှာအခြေအနေအားလုံးကိုထိန်းနိုင်ခဲ့ပြီးကံဘလူမျိုးနဲ့အနီးအနားမှာရဲတပ်ရင်းတွေရှိတဲ့အတွက်တိုင်းဒေသကြီးကရဲတပ်ရင်းတွေကိုဆင်လွတ်ထားတယ်လို့ဒုတိယရဲမှူးကြီးမင်းအောင်ကပြောကြားခဲ့ပါတယ်ရှင်။